ကိုလည်းကိုရှူလဲရှူကိုလည်းကိုရှူလဲရှူဒီမှာကတော့ရှူလဲရှူရှူလဲရှူဘွာလဲဘွာတဲ့နော်ရှူဆိုတာကိုယ့်အကူအရှင်ကြီးရသွားပြီတမန်ကိုယ့်အကူရှူသွားပြီရှူဆိုတာကပေါ်လာတဲ့နေရာကြီးကတတိသားကအာယုံပြူတာပွားဆိုတာအော်ဖောက်ပြန်နေပါလားဖောက်ပြန်နေပါလားဖောက်ပြန်နေပါလားနိုင်တဲ့ခါတော့ခံစားနေပါလားခံစားနေပါလားခံစားနေခံစားနေခံစားနေအပွားနေ ဟလာဟလာအသုဘလက်ကအလင်းမလေးမလေးမပုံပုံပွားတာပွားနေတယ်။ဩတဘာဝတက်ဒီကတဘာဝတက်တော့ပွားနေတယ်။အကြောင်းရှူလဲရှူရှူလဲရှူပွားလဲပွားတုံးချက်တစ်ချက်တည်းပြီးသွားတာ။နော်အလုံးခဲ့ရဲ့ပြီးသွားတာ။တရားထိုင်တာကကောင်းပါလေ။ဒါပေမဲ့တရားထိုင်တဲ့နေရာမှာဝေဒနာလည်းမပြင်းထန်ရဘူး။ဝိရိယကိုလည်းတအားကြီးအားမစရဘူး။ ဝေဒနာပြင်းလုံးလုံးရှင်လဲတမာတိမရနိုင်အကြောင်းလေးရှိတယ်ဦးဇင်းတော်မူလပဏ္ဍတအထကရာတိလခန္ဓာအထကရာမှာပါတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ဟာထဘာတဲ့အတိစိတ္တသမေစိတ္တပတာရိတ္တထိတတခနဲ့ခနဲ့ဝေဒနာဥပိစ္စတိတဲ့ကိုယ်ထိုင်တဲ့ဣရိယာပုမှာမူတည်ပြီးတော့ကိုယ်ခြေတွေလက်တွေကထိုင်လို့ရှင်လဲအကြာကြီးကိုွေးထားမယ် အလုံးမမလို့ဆိုရင်လည်းအကြာကြီးဆန့်ထားရမယ်ဆိုရင်တဲ့အဲ့ဒီယောဂီပုဂ္ဂိုလ်ဟာခဏတိုင်းခဏတိုင်းဝေဒနာတွေရဖြစ်နေတယ်တဲ့နော်အဲ့တော့စိတ်တန်ဧကကရဏာလပတိအဲ့လိုဝေဒနာနဲ့ပြင်းထန်လာလို့ဆိုရင်လည်းကိုယ်စိတ်ကတမာတိများတော့ကမ္မထာနပရိပတ္တတိသူအားထုတ်နေတဲ့တမထကမ္မထဝိပဿနာကမ္မထာလည်းဆောကြတယ်တဲ့ဝိဒေတနာတိကိစ္စတိတရားထုတ်ကိုလည်းမရနိုင်ဘူး အဲ့ဒါကြောင့်မို့တရားထုတ်တဲ့နေရာမှာဝေဒနာပြင်းထန်လို့လည်းမရဘူးဝေဒနာပြင်းထန်လို့ရင်တမာတိလည်းမရနိုင်ဘူးတရားထုတ်လည်းမရနိုင်ဘူးအဲ့လိုမျိုးတိလခံမူလပဏ္ဏတာထာဂရမှာဆိုထားတာနော်တရားထိုင်တဲ့နေရာမှာပလင်ကအပိုစိတ်တော်တမလင်ကိုခွေပြီးတော့ဥဇံကဥဇုံကာယပဏိဒါယခါကိုလည်းဖြောင်းဖြောင်းမမတ်ထားထားမယ်တဲ့ခန္ဓာကိုယ်ကို ဖြောင်းနေအောင်ထားထားမယ်အဲ့လိုမျိုးယာဉ်လို့မရဘူးနော်အစားထိုင်လို့ရှိရင် ဟိုတရားထိုးဇန်နေဖြစ်ဖြစ်ပါရမဇန်ဒုတိယဇန်စသည်ရလာလို့ဆိုရင်တော့ခန္ဓာကိုယ်ကအဲ့လိုမျိုးလှုပ်တာရှိတယ်။အဲ့လိုမျိုးတရားစထိုင်တဲ့အခါမှာခန္ဓာကိုယ်ဖြောက်ဖြောက်လေးထားရမယ်။ပရိမုကံတတဲ့ဥပဋ္ဌပေးသွားတယ်။ကမ္မထမ်းကိုလည်းကိုယ့်ရဲ့အာယုံမှာဆေးစုထားထားရမယ်။အဲ့လိုမျိုးတရားထိုင်ရမှာဖြစ်ပါတယ်။နောက်ပြီးဝိရိယနဲ့တမာတိကိုလည်းညီရမယ်။ ဝိရိယအလွန်များနေလို့ရှိရင်လေတမာတိမရနိုင်တမာတိမရနိုင်တဲ့အတွက်ကြောင့်တရားထုမရနိုင်အဲဒါကြောင့်မို့ဝိရိယအလွန်ပြင်းထန်ပြီးတော့တရားထုမရနိုင်တဲ့အရှင်သောနာအကြောင်းလေးနည်းနည်းပြောပြအောင်အရှင်သောနာကဖျားကြီးမှာယဟန်ဝတ်ပြီးတော့သူကတရားအားထုတ်တယ်သူကဘလို့အားထုတ်လဲဆိုစဉ့်ရန်ဆောက်ပြီးတော့တရားအားထုတ်တယ်သူရဲ့ခြေဘွားလေးတွေကနုနုဖတ်ဖတ်လေးဆိုတော့လေ ဘယ်တော့ဒီနှုတ်ဖက်လဲဆိုရင်သူ့ရဲ့ခြေဝါးမှာတော့မှအမွှေးလေးတွေပေါက်အမွှေးငင်းလေးတွေသူကရန်ဝတ်ပြီးတဲ့နောက်ပိုင်းအဲဇင်းညံသွားပြီးတော့ဝီရိယကိုတအားစပြီးတော့ဇင်းညံအလွန်သွားတာအဲ့မှာသူ့ရဲ့ခြေဝါးတွေကကွဲပြီးတော့အသွေးတွေဖျားနေတာပဲတဲ့အာဘလို့ဥပမာလဲဆိုရင်နွားတက်ရုံကနွားတွေကိုတတ်ထားသလိုမျိုးသွေးတွေကဖျားနေတာပေါ့နော်သူ့ရဲ့ခြေဝါးတွေကကွဲပြီးတော့အဲ့မှာမြတ်စွာဘုရားကတွေ့တယ်ဒါဘယ်သူသွားတာလဲ ဘုသူစင်ချန်လေပေါ့အဲ့လိုမေးတော့ရမ်းနေရလျှောက်တာအရှင်တော်နာပေါ့နော်ဝိရိယအလွန်အားထုတ်ပြီးတော့စင်ညာသွားတာသူ့ရဲ့ခြေဘွားတွေကွဲနေတာပေါ့အဲ့လိုမျက်စပ်ပြောက်ပြန်လျှောက်တော့မျက်စပ်ပြားကအရှင်တော်နာကိုခေါ်ပြီးတော့ဆုံးမတယ်ဘယ်လိုဆုံးမလဲဆိုရင်ဝိရိယအလွန်အားထုတ်အားကြီးလွန်စင်လေတမာတိညာနိုင်ဘူးတဲ့တရားထူးမရနိုင်ဘူးအဲ့တော့ဝိရိယနဲ့တမာတိကိုညီမျှရမယ်တဲ့အဲ့လိုမျက်စပ်ပြားကဟောတယ် မြတ်ဘုရားကဘယ်လိုဥပမာလေးနဲ့ပေးပြီးတော့ဟောတာလဲဆိုတော့အရှင်သောနာဆိုတာကဆောင်းတီးတဲ့နေရာမှာအလွန်ကျွမ်းကျင်တယ်အဲ့အတွက်ကြောင့်ဆောင်းဥပမာနဲ့မြတ်ဘုရားဟောတယ်သောနာတဲ့မင်းဟာဆောင်းတီးတတ်တယ်မှလားတဲ့မှန်ပါဗျာတဲ့ဒါဆိုလို့ရှိရင်ဆောင်းတီးတဲ့အခါမှာဆောင်းကျိုးကဆောင်းရဲ့ကျိုးကအလွန်ရောနေမှာဆိုရင်ပေါ့နော်ဆောင်းကျိုးရောနေတဲ့အခါမှာတီးလိုက်လို့ရှိရင် ဆောင်းတန်ဆောင်းရဲ့အတန်ကကောင်းနိုင်ပါမလားတဲ့ဆောင်းတီးချင်းနဲ့အမှုနဲ့ခန့်နိုင်ပါမလားတဲ့အဲ့လိုမျိုးတော့မခန့်နိုင်ဘုရားတဲ့ဘာလို့ဆိုတော့ဆောင်းကျိုးကယော့နေလို့တဲ့အဲ့ဒါဆိုလို့ရှိရင်ဆောင်းကျိုးကအလွန်တင်းနေမယ်ဆိုလို့ရှိရင်လည်းဆောင်းရဲ့အတန်ကအနားထောင်လို့ကောင်းပါမလားတဲ့ဆောင်းတီးချင်းနဲ့အမှုကခန့်ပါမလားတဲ့အဲ့လိုမျိုးတော့အဲ့လိုလေမခန့်ဘူးဘုရားတဲ့အတန်နားထောင်လို့ကောင်းမှာမဟုတ်ဘူးဘာလို့လဲဆိုရင်ဆောင်းကျိုးကအလွန်တင်းနေလို့တဲ့ အေးအဲ့လိုမှမဟုတ်လို့ရှိရင်ရှောင်းကျိုးကမတင်းလဲမတင်းဘူးမလျော့လဲမလျော့ဘူးအလဲအလက်လောက်ရှိမယ်ဆိုလို့ရှိရင်ဆောင်းရဲ့အတန်ကနားထောင်လို့ကောင်းပါမလားတဲ့နော်ဆောင်းတီးချင်းနဲ့လည်းအမှုဆောင်းတီးချင်းအမှုနဲ့လည်းခန့်ပါမလားတဲ့အဲ့လိုမျိုးတော့အဲဆိုလို့ရှိရင်အမှုနဲ့ခန့်တာဗောတဲ့နော်ဆောင်းအတန်လည်းကောင်းတာဗောလေဘာလို့လဲဆိုတော့ဆောင်းကျိုးကမတင်းလဲမတွန်းဘူးမတင်းလဲမတင်းဘူးမလျော့လဲမလျော့ဘူးအဲ့အတွက်ကြောက်ပါတဲ့အေးအဲ့ဒါကြောင့်မို့ တော်နာအဲ့ဒီဥပမာအတိုင်းပဲတဲ့နော်အလွန်အားထုတ်အားကြီးလွန်တဲ့ဝိရိယရှိတဲ့သူဟာဩဒိစာယတောင်းတတိစိတ်ပြန့်လင့်ခြင်းကဖြစ်တယ်တဲ့အတိလီနာဝိရိယံကောဒိစာယတောင်းတတိဝိရိယကိုအလွန်ဆော့ချလိုက်လို့ရှိရင်လေကောဒိစာယပြင်းခြင်းကဖြစ်သွားတယ်တဲ့အဲ့ဒါကြောင့်မို့တောနာမင်းအခုချိန်ကစပြီးတော့ဝိရိယနဲ့တမာတိကို ်အငြိအမြထားပြီးတော့အဋိဌံမှာ အာထုတ်ပါအိန္ဒိရီတို့ကိုလည်းအငြိအမြထိုးထွင်းရည်တိပါလို့အဆရာဘုရားကအဲ့လိုနီလံပေးလိုက်တဲ့အခါကျမှအဲ့တော့မှအရှင်တော်မအရှင်တော်နာကမြတ်စွာဘုရားပေးတဲ့ဤအတိုင်းဘူရိယနဲ့တမာတွေကိုအငြိအမြအဋိဌံနဲ့အာထုတ်တယ်အိန္ဒိရီတို့ကိုလည်းအငြိအမြထိုးထွင်းပြီးတော့တိတယ်အဲ့ဒီအခါမှာဇဟန္တာဖြစ်သွားတာအဲ့ဒါကြောင့်မို့ဝိရိယနဲ့တမာတွေကိုညင်နေရမှာ ဝိရိယကိုလည်းတအားကြီးအားထုတ်အားမထုတ်ရအောင်ဝိရိယလွန်ခဲ့ရင်လည်းတမာတိများနိုင်တမာတိများနိုင်တဲ့တကြောင်တရားထုတ်များနိုင်ဘူးနော်ဝေဒနာကိုလည်းအရင်ကြီးပြင်းထန်လို့မရအောင်ဝေဒနာပြင်းထန်နေတဲ့အခါမှာတမာတိကလုံးဝများတော့တမာတိများတော့တဲ့အခါမှာတရားထုတ်များနိုင်